မဖဲနဲ့မဖဲနဲ့ချောက်တယ်အာခလေးဆက်ဘလူးသားဘူးလို့ဟမ်ဘလူးသားဘူးလို့လူဘလူးတတ်ဘူးလို့ဟဲ့လို့ဟိုရင်းကဒါမွန်26ကိုစကိုင်းတိုင်းမှာအာနာသိစစ်ကောင်စီကဆက်စင်ရေးလုပ်နေတဲ့ကာလအတွင်းသူတို့တပ်သားတွေရဲ့ရက်ဆက်ကြမ်းကြုတ်မှုတကိုတိတာပေါ်လွင်စေတဲ့ဓာတ်ပုံတွေနဲ့ဗီဒီယိုမှတ်တမ်းတစ်ခုကို RFA Washington ရုံးချုပ်ကရရှိထားပါတယ်ခင်ဗျာရရှိထားတဲ့ဓာတ်ပုံစုစုပေါင်းက144ပုံဖြစ်ပါတယ် ပုံတွေထဲမှာအရသာ30လောက်ကိုလက်ပြန်ကြိုးတုပ်ဖမ်းဆီးကဖုံးကြောင်တစ်ကြောင်အောက်မှာသုံးနန်းစုပြီးထိုင်ခိုင်းထားတဲ့ပုံတွေလည်းပါဝင်ပါတယ်။ဒါအပြင်မျက်လုံးတွေကိုပစိုးစားနဲ့စီးပြီးလက်ပြန်ကြိုးတုပ်လျက်နဲ့နောက်ဆေးကနေပစ်တတ်ထားလို့တွေးအိုင်ထဲမှာလဲနေတဲ့အရဝတ်နဲ့လူ9ယောက်ပြီးမှာရုပ်တံဖိုင်တွေကစသားနှစ်ယောက်ရက်ကြည့်နေတဲ့ဓာတ်ပုံတွေလည်းပါဝင်ပါတယ်။ဒီဗီဒီယိုနဲ့ဓာတ်ပုံတွေကိုအခုစုဝေးပြောဆိုနေတဲ့စစ်သား3ဦးနဲ့ လက်ရဘက်အစွန်လူရဲ့တယ်လီဖုန်းထဲကရရှိတာဖြစ်ပါတယ်။ဒီစစ်သားကြကြံခဲ့တဲ့တယ်လီဖုန်းကိုအရာတော်မျိုးနဲ့မှဒေတာကန်တူကောက်ယူရရှိခဲ့ရကနေအဲ့ဒီတယ်လီဖုန်းထဲကပုံတွင်တဲ့ဗီဒီယိုကို RFA Washington DC ရုံးချုပ်ကလက်ခံရရှိခဲ့တာပါ။ပုံတွင်ထဲမှာစစ်သားတယောက်ကဆယ်ဖီလို့ခေါ်တဲ့မိမိဖာသာရိုက်ထားတဲ့ပုံတွေပါတဲ့အတွက်တယ်လီဖုန်းဟာအဲ့ဒီစစ်သားရဲ့ဖုန်းလို့ကောက်ချက်ချနိုင်ပါတယ်။ သူကဒီရုပ်တံကိုလည်းသူ့ဖာသာရိုက်ကူးနေတာပါ7မိနစ်ခွဲကရှည်လျရတဲ့ဗီဒီယိုမှတ်တမ်းမှာတော့ရုပ်လောင်းဓာတ်ပုံတွေထဲမှာရက်ကြည့်နေတဲ့လက်နက်ကိုက်စစ်သား2ဦးလက်မောင်းမှာတက်ကြတစိမ့်နဲ့စစ်သား2ဦးစုစုပေါင်း3ယောက်ကသူတို့လူတွေကိုဘယ်လိုဘယ်နည်းတတ်ဖက်ခဲ့လဲဘယ်နှစ်ဦးကိုတတ်ဖက်ခဲ့တဲ့စသဖြင့်ပြောနေတာမြင်တွေ့ရပါတယ်ခင်ဗျာ20နဲ့26အတန်းအခလေးဟဲ့ဘလူးဇာဘူးလို့ဟမ်ဘလူးဇာဘူးလို့ လူဘလူတက်ဖူးတယ်လို့ဟိုရင်းကဓမ္မ26အောင်တက်ဖူးတယ်ဆိုဘလူတက်ဖူးတယ်ဟုတ်ပါဘူးကျွန်တော်ပြောတာ26အောင်တက်ဖူးတယ်ဘလူတက်ဖူးတယ်လို့လူတဏှာပဲပြတယ်ဆိုဟိုကအဲ့တော့တဏှာပြတာရှိတယ်ကတော့လက်တော့မတတ်ဘူးကိုမဲ့လေကျွန်တော်တော့ level 4ရယ် level 4အဲ့လိုလူကြီးရအများကြီးကျွန်တော်တက်တာ9ဘယ်တက်ဘူးဟုတ်ကဲ့အားလုံးအားတက်ဖူးပါ ်ငါပြီတပူတယ်ဆိုင်ဝေးကြောက်တယ်စပြီးကြောက်တယ်ဒီတပ်ပုံတကအသေးစိတ်စစ်ဆေးကြည့်တဲ့အခါအင်းကြီးလက်မောင်းဒစိတ်တစ်ခုကမြမတပ်မတော်ရဲ့ဒစိတ်ဖြစ်ပါတယ်။နောက်ထပ်ထင်းထင်းရှားရှားတွေ့ရတဲ့လက်မောင်းဒစိတ်ကစကိုင်းတိုင်းအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခဒစိတ်ဖြစ်နေပါတယ်။ ဒီအပြင်စစ်ကောင်စီတပ်သားတွေတဲပိုးလေးရှိတဲ့ချင်းတော်ဓာတ်ပုံတွေထဲမှာမြင်ရတဲ့တခြားအချက်လက်တွေနဲ့သူတို့မှပါလာတဲ့လက်နက်တွေကစစ်ကောင်စီတပ်ကဆိုတာသိတာထင်ရှားနေပါတယ်ခင်ဗျာဘဲတပ်မှဘဲတိုင်ရင်းကလည်းဆိုတဲ့နံပါတ်တွေကိုတော့သူတို့ရဲ့ဝတ်စုံတွေမှာမတွေ့ရပါဘူးဒါပေမဲ့လည်းတနတ်ဒင်းမှာပါတဲ့နံပါတ်908နဲ့၄မြင်းဆောင်3စာသားကိုတွေ့ရတဲ့အတွက် CDM ဘုံကြီးလင်းထက်အောင်ကိုဆက်သွယ်စုံစမ်းမိမဲ့တဲ့အခါ အဲ့ဒီနံပါတ်ဟာရန်ကုန်အခြေစိုက်အမှတ်လေးစစ်စင်ရေးကိုကဲမှုဌာနချုပ်လက်အောက်ခံခမာယာ908ဖြစ်တဲ့အကြောင်းနံပါတ်၄ဆိုတာကတက်ခွဲလေးကိုရည်ညွှန်းတာဖြစ်ပြီးနံပါတ်၃ကတော့တပ်နှက်နံပါတ်ဖြစ်တဲ့အကြောင်းအဲ့ဒီခမာယာ908ဟာလက်တလောစကိုင်းနဲ့မကွေးတိုင်းမှာပူးတွဲစစ်စင်ရေးလုပ်နေတာဖြစ်နိုင်တဲ့အကြောင်းပြောပါတယ်ဒီရုပ်တံနဲ့ဓာတ်ပုံတို့ကိစ္စအတွေ့စစ်ကောင်စီဘက်ကတုံ့ပြန်ချက်ရရှိဖို့ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ရုံးချုပ်ကတရားဝင်မိမှန်းတဲ့အခါသူကအခုလိုပြောပါတယ်ဒီကိစ္စရည်နဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ကမြေပြင်ကိုမင်းမြဆုံဆန်းပြီးမှလားအကျိုးကြောင်းဖြေချနိုင်မှာဖြစ်ပါတယ်။အဲကျွန်တော်မြေမြနဲ့ရှိပါတယ်။ဒီဓာတ်ပေါင်းလို့ကို RFA ရုံးချုပ်မှာလေ့လာချက်အရရိုက်ကူးတဲ့တယ်လီဖုန်းအမျိုးအစားကတရုတ်နိုင်ငံလို့ Oppo အမျိုးအစားဖြစ်နေတာတွေ့ရပါတယ်။ လက်ပြန်ကျုပ်တုပ်ပြီးဖမ်းထားတဲ့ဓာတ်ပုံတကိုရိုက်ကူးတဲ့နေဆွဲကအခုနှစ်မေလ၁၀ရက်နေ့ဖြစ်ပြီးလူ၅ယောက်ကိုတပ်ဖြတ်ထားတဲ့ဓာတ်ပုံတွေရဲ့နေဆွဲကမေလ၁၇ရက်နေ့ဖြစ်ပါတယ်ခင်ဗျာဒါအပြင်ဖမ်းဆီးခံထားရသူတွေနဲ့တပ်ဖြတ်ခံထားရတဲ့သူတွေကိုစစ်ဆေးကြည့်တဲ့အခါတူညီနေတာတွေကိုအခုလိုတွေ့ရပါတယ်ဓာတ်ပုံ144ပုံလုံးကိုစစ်ဆေးတဲ့အခါအီဘီလာ73ရက်နေ့ကနေဂျော်နာ30ရက်နေ့အတွင်းရိုက်ထားတယ်ဆိုတဲ့မှတ်တမ်းတွေ့ရပါတယ် အဲ့ဒီတည်းမှာလူငယ်တယောက်ရဲ့ရင်ပတ်ကိုဓာတ်နဲ့ဆိုင်ပြီးဆစ်ဆင်းနေတဲ့ပုံကအီဗီလာ28ရဲ့နေဆွဲဖြစ်ပါတယ်။ဒါပေမဲ့ဒီပုံတွေကိုဘယ်နေရာဘယ်ရွာတွေမှာရက်ကူးထားရလဲဆိုတာအတိအကျရှာလို့မရသေးသလိုဗီဒီယိုရုပ်သံဖိုင်ကိုလည်းဘယ်နေ့ကဘယ်နေရာမှာရိုက်ကူးထားတယ်ဆိုတာဆစ်ဆင်းလို့မရသေးပါဘူး။ဒီလူတွေကိုဖမ်းထားတဲ့နေရာကိုလေ့လာကြည့်တဲ့အခါချန်တရိုင်းပုံစံနဲ့တကားက24ပစ္စည်းပုံခြေတန်းရှိအစအဦးအပေါ်တက်ကဗီဒီယိုနဲ့ ပစ္စည်းတွေရဲ့ပုံတွေအရာဖုံးကြောင်းတကြောင်းဆိုတာသိတာနေပါတယ်။ဒါကြောင့်အရာတော်မျိုးနဲ့မှာမေလာက ဖြစ်ပွားခဲ့တာတွေကိုလက်လမ်းမိတော့စုံစမ်းကြည့်တဲ့အခါချင်းပင်ရွာမှာမေလာ9ရက်နေ့ကစစ်ကောင်စီတပ်ကဝင်သွားပြီးကင်းဘုံဝင့်တဲ့လူ6ယောက်ကို ပြစ်ခတ်ဖမ်းဆီးသလိုလူ30ကိုတရားခံဖြစ်ခေါ်ဆောင်သွားတယ်လို့အရာတော်ပို့ဆိုတဲ့ဒေတာကန်တီရဲ့ Facebook စာမျက်နှာမှာ မေလာ7ရက်နေ့ကတင်ထားတာတွေ့ရပါတယ်။ ဒီတဲ့ကိုစုံစမ်းကြည့်တဲ့အခါမှာလဲအဲ့ဒီချင်းပင်ရွာမှာမေလ9ရက်နေ့ကရွာသား9ယောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးသွားကြောင်းနဲ့ဒီလူတွေအခုဘယ်မှာရောက်နေကြလဲဆိုတာဂျွန်လာအထိမသိရသေးတဲ့အကြောင်းသာသိရပါတယ်။အဒီနောက် တပ်ဖြတ်ခံထားရတဲ့လူ9ယောက်ထဲကတယောက်ဟာရေဦးမြို့မှာရှိတဲ့ကြည်သာလျှက်စစ်ပစ္စည်းဆိုင်ဒစိမ့်နဲ့တယ်လီဖုန်းနံပါတ်တွေပါတဲ့အင်ဂျီကိုဝတ်ထားတဲ့အတွက်ရေဦးမြို့နယ်မှာရော ဒီလိုဖြစ်ရရှိခဲ့သလားလို့စုံစမ်းခဲ့ပါတယ်။ရေဦးမြို့နယ်မုံတိုင်းပင်ရွာမှာ မေလ10ရက်ကနေ23ရက်အတွင်းစစ်ကောင်စီတပ်ကလူ30ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တဲ့အကြောင်း RFI ကတင်ပြခဲ့ပါတယ်။ဒါကြောင့်ရေဦးမြို့နယ်သားတွေကိုဆက်သွယ်မေးမြန်းကြည့်တဲ့အခါလူတွေကိုဖမ်းဆီးထားတဲ့အဆောက်အဦဟာမုံတိုင်းပင်ရွာက ဖုံးကြောင်ဖြစ်တယ်လို့ဒေသခံနှစ်ယောက်ကအတည်ပြုပြောဆိုပါတယ်။ ဒါမှမဟုတ်အဲ့ဒီဒေတာမှာအင်တာနက်မရမှုတယ်လီဖုန်းဆက်သွယ်အခက်အခဲမှုသတင်းတောက်တွေကိုယ်တိုင်သွားပြီးစုံစမ်းမှုအခက်အခဲရှိမှုတွေကြောင့်လူ30ကိုဖမ်းဆီးထားတာနဲ့လူ9ယောက်ကိုတပ်ဖြတ်ထားတာဟာမုံနိုင်ပင်ရွာကဖြစ်တယ်လို့ RFA အနေနဲ့တိကျအတိပြုလို့မရနိုင်သေးပါဘူးခင်ဗျာဒီဗီဒီယိုမှာပြောဆိုနေကြတဲ့အကြောင်းအရာတွေဟာစစ်ကောင်စီတပ်သားတွေကသူတို့လူပဲနှစ်ယောက်တတ်ခဲ့တဲ့အကြောင်းဘယ်လိုတတ်ဖြတ်ခဲ့တဲ့အကြောင်းတွေကိုတမ်းမှန်ထမင်းစားရေတောက်လို့ပြောနေတာကြားရပါတယ် ောင်းအကောင်းပြောတာဒီတော့ဒီအဲ့လောက်ကြီးကိုကြောင့်ကျွန်တော်ခလို့လေတွေ့ပါကြုံရုံနေကြီးရရွတ်တယ်ကြီးတက်တယ်ကြီးတမလာကလို့ပြောတာတမလာကလို့ပြောတာရှုံးလာတော့ဒီနေ့လေးမှာမှန်မဂျွန်ရတာကိုအားကျနေတာတော့မကြောက်ငါတက်အဖမ်းနေတာဝါတာအဲဆက်ကြည့်ရတမလာကလို့ပြောတာတော့တက်တော့ဘာဖြစ်လဲအတားထွက်လာ ဝါသားအိတ်ဒေါ်လို့ရရောက်လို့ရတယ်ဒီကအောင်ပါဘာလို့လဲတော့ခဏနေလို့ဟမ်ဘာလို့မလုပ်ရလဲအင်းဒီငါ့ဘာကိုလိုသားရလဲဘာလို့တော့ငါ့ရဆောက်လို့ဆိုတော့မသိဘူးကိုယ်လည်းပါလို့နော်ကိုယ်ဆိုနော်ကိုယ်ကတော့ခေါက်ခဏနေတယ်လက်ချက်ချက်တော့ခေါက်ခဏကိုလို့ရဒါမှကျွန်တော်ဘာကြောင့်ကျွန်တော်စောရကမတရားတရားသာထုတ်တယ်ကျွန်တော်ဆရာဘာကြည့်နေကျွန်တော်ဒါဖုတ်ဘုရားအညာဖုတ်တယ်ဟုတ်တယ်ပေါ့ရယ်အဲ့လိုထုတ်ပြီးဖြုတ်ခဲ့တာနောက်ပြန်ပွင့်တယ် မနာကမနော်အချိုးရေဝါးရေခွာတော့တားရေတော့ညီလာတော့အာဒါအဲ့နတော့စိတ်ကူလားကျွန်တော်စမ်းလာချိန်ကြီးတော့ကြာပြင်းပြီးလူပါဝင်တော့ပါတယ်ဟုတ်ကဲ့ဘယ်လိုလဲဘယ်လိုလဲတကယ်တကယ်လူကြည့်ရင်းတော့မဟုတ်ဘူးနော်ဟုတ်ပါဘူး ကောင်းပါပြီဒါလည်းကောင်းပါပြီဒါလည်းကောင်းပါပြီအခုလည်းလာကြပါပြီဘုရားမင်းရဲ့ဘုရားမင်းရဲ့ကျွန်တော်မျိုးလေးကတက်တာပါဘုရားမင်းရဲ့ကျတာပြောကျွန်တော်ငွေလေးကတက်တာပါဘုရားမင်းရဲ့